ကျွန်တော်လိုမျိုး online ပေါ်မှာဗီဒီယိုလေးတွေကြည့်ုံနဲ့ဒေါ်လာတွေများစွာရချင်စင်တယ်ကျွန်တော်ဝင်ဝင်တွေကောင်းကောင်းရကြင်တယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုကိုအစားဆုံးကြည့်ပေးတာပါအားလုံးပဲမင်္ဂလာပါ THA Vlog YouTube Channel ကနေပြန်လဲပြီးတော့ကျွန်တော်လိုက်ပါတယ်ဗျဒီကနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့က Red Review ရဲ့အကြောင်းလေးကိုပဲဒီကနေ့မှာပြန်လဲပြီးတော့ share win လုပ်ပေးတော့မှာဖြစ်ပါတယ်ဒီ Red Review ကကျွန်တော်ယခုပြထားတဲ့ Red Review ကဘယ်လိုမျိုးဝင်ဝင်တွေရတယ်ဆိုတာကိုဘယ်လိုမျိုးဒေါ်လာတွေ ပန်ဆိုင်သွားမလဲဆိုတာကိုဒီကနေ့မှပြန်လဲပြီးတော့ရှင်းပြလုပ်ပေးသွားမှာဖြစ်ပါတယ်။ဖွင့်ပုံဖွင့်နေရစာဘယ်လိုမျိုးဖွင့်ရမလဲ၊ဘယ်နေရာနေဘယ်လိုမျိုးဖွင့်ရမလဲ၊ဘယ်ဘူဗီယန်နေတုံးရမလဲဆိုတာစအစအဆုံးလေးကိုပြန်လဲပြီးတော့ညှောက်ဝေပေးသွားမှာဖြစ်ပါတယ်ဗျ။ကျွန်တော်ရဲ့ဒီဗီဒီယိုကိုအစအဆုံးလေးကြည့်ပြီးမှသာလေအစင်လိုက်လေးကြည့်ပြီးမှသာလေမိတ်ဆွေလိုအနေနဲ့လှုပ်ဆောင်ရတဲ့အချက်တွေအားလုံးကိုပြပြဆောင်အောင်လုပ်ပေးလိုက်မယ်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့ red v က လုံးဝကိုဒီ error ကင်းကင်းနဲ့လုံးဆောင်လို့ရမှာဖြစ်ပါတယ်ဗျဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်အောင်ဗျပထမဆုံးကျွန်တော်တို့ကဒီကျွန်တော်တို့ရဲ့ဒေါ်လာတွေရရှိမယ်ကျွန်တော်ရှိမှာဆိုလို့ရှိရင်ဒေါ်လာတွေဘယ်လောက်ရရှိတဲ့ဆိုတာကိုအရင်ဆုံးပြပေးသွားပါမယ်အော်လဲဆိုမိတ်ဆွေလိုအနေနဲ့မယုံပါဆိုလို့ဗျာနော်ဒီမှာဆိုလို့ချင်းကျွန်တော်ချီမှာဒေါ်လာတွေဒီအပေါ်အဟောင်းနှိပ်လိုက်မယ်ဒီမှာ with withdraw ဆိုတဲ့ဟာကိုနှိပ်လိုက်မယ်ဗျာနော် ဟိုဒေါ်လေးဟာကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်ချီမှာဒီမှာဟိုအောက်ဆုံးမှာအဲဒေါ်လာဆိုလို့ရှိရင်တော့4.75ရနေပါပြီဗျ။တူအားဆိုလို့ရှိရင်တော့ဒေါ်လာ20ပြည့်လို့ရှိရင်ကျွန်တော်တို့ကထုတ်လို့ရပါပြီဗျာနော်။ဒေါ်လာ20ပြည့်လို့ရှိရင်ထုတ်လို့ရပါပြီ။တချို့အကောက်ဒီမှာဆိုလို့ရှိရင်တော့ဒေါ်လာ10ဒေါ်လာပြည့်လို့ရှိရင်ထုတ်လို့ရပါပြီဗျာ။ကျွန်တော်ကတော့ဒေါ်လာ20ဆိုလို့ရှိရင်ထုတ်လို့ရပါပြီ။ဘယ်ဟာနဲ့ထုတ်ရမလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ပေးပဲအကောက်နဲ့ပဲထုတ်ရမှာပဲဖြစ်ပါတယ်ဗျာ။ဘာလို့လဲဆိုတော့မင်းစီလို့ရှိမှာတော့ ပေးပဲအကောင့်တကောက်ရှိဖို့လိုအပ်ပါမယ်တကယ်လို့မှပေးပဲအကောင့်မရှိဘူးဆိုလို့ရှိရင်တော့မိတ်ဆွေလိုအနေနဲ့အဆင်ပြေမှာမဟုတ်ပါဘူးဗျပေးပဲအကောင့်ကိုမိတ်ဆွေလိုအနေနဲ့ service လုပ်တဲ့လူတွေရှိတယ်လို့ကျွန်တော်ချီမှာလည်းပေးပဲအကောင့်ဖွင့်ကျင်နေဆိုလို့ရှိရင်တော့အာမခံရဲ့အပြေဝါနဲ့ပေးပဲအကောင့်ကိုဖွင့်ပေးပါတယ်ဗျာနော်ကျွန်တော်ချီမှာလို့ဆိုလို့ရှိရင်တော့ထိုင်းလန်နဲ့ပတ်သက်တဲ့ပေးပဲအကောင့်နဲ့ကျွန်တော်တို့နိုင်ငံမိတ်ဆွေလိုအနေနဲ့ကြိုက်တဲ့ ကြိုက်တဲ့နိုင်ငံနဲ့ပေးပဲအကောက်ကိုဖွင့်ကြင်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရှိမှလာရောက်ဖွင့်လို့ရပါတယ်ဗျအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးကိုဆက်ပြီးတော့တွားလိုက်မယ်ဒါဆိုဒီအကောက်လေးကိုဖွင့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကနေ့စလုံးအနေနဲ့ဒီပီပုံစံလေးကိုအရင်ဆုံးရှိရဖို့လိုအပ်ပါတယ်ဗျဒီပီပုံစံအားဆိုလို့ရှိရင်တော့ကျွန်တော်တို့က VPN အတွက်ကိုအသုံးပြုမှာဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ဒီ VPN Pro လေးကိုပဲတောင်းပေးရမှာဖြစ်ပါတယ်ဗျ ဒီကောင်လေးကိုတောင်းမိသွားပြီဆိုလို့ရှိရင်เนาะနောက်ထပ်တစ်ခုကတော့မိတ်ဆွေလိုနေနဲ့ Chrome မှာလည်းတွားဒေါင်းလို့ရတယ်လို့ browser မှာလည်းတွားဒေါင်းလို့ရပါတယ်ဗျ Chrome ကနေပြီးတွားဒေါင်းလိုက်မယ် browser နေတွားဒေါင်းလိုက်မယ်ဆိုလို့ရှိရင်เนาะ error တွေများစွာဖြစ်ရတဲ့တော့ကိုကျွန်တော်က Chrome ကလည်းတွားပြီးရောမတောင်းပါဘူး browser ကနေပြီးရောတွားပြီးရောလည်းမတောင်းပါဘူးဗျကျွန်တော်လိုက်ပြတဲ့အဲကျွန်တော်ပြတဲ့နီလန်းလေးကိုပဲကျွန်တော်အစင်လိုက်လေးလှုပ်သွားပြီးတော့ပါပထမဆုံးကျွန်တော်တို့က ဘယ်ရနေပြီးတော့တွားရမလဲဆိုလို့ရှိရင်တော့မိတ်ဆွေလိုအနေနဲ့ AVK viewer ကိုအရင်ဆုံးဒေါင်းပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ AVK viewer ကိုဒေါင်းပြီးတွားပြီးဖြစ်တဲ့တော့ကိုကျွန်တော် AVK viewer ဒေါင်းပုံဒေါင်းလေးကိုပဲကျွန်တော်ဒီဗီဒီယိုမှာပြောပြတော့ပါဘူးဘာလို့လဲဆိုတော့တကယ်လို့မှဒီဗီဒီယိုမှာပြောပြလိုက်မယ်ဆိုလို့ရှိရင်တော့ဗီဒီယိုကအရန်ရှည်သွားမှာကြောက်တဲ့တော့ကိုကျွန်တော်မပြောပြတော့ပါဘူးဗျဒီအမျိုး AVK viewer ကိုဒေါင်းပြီးတွားပြီးဆိုလို့ရှိရင်တော့မိတ်ဆွေလိုအနေနဲ့အရင်ဆုံးမဝင်လိုက်ပါနဲ့မဝင်ခင် ဝင်ခင်မှာကျွန်တော်တို့ application ကို download မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က VPN ထဲကိုအရင်ဆုံးဝင်ပေးရမှာဖြစ်ပါတယ်။ VPN ထဲကိုအရင်ဆုံးဝင်တော့ APK viewer ကိုတကယ်လို့မှဝင်ထားတယ်ဆိုလို့ရှိရင်တိုင်ရှင်းလုပ်ပေးလိုက်ပါ။အရင်ဆုံးကျွန်တော်က VPN ကိုအရင်ဆုံးဝင်လိုက်ပါမယ်ဗျ။ဒီပြပုံတန်လေးကိုဝင်လိုက်ပါမယ်။ဝင်ပြီးလိုက်ပြီဆိုလို့ရှိရင်တော့ဒီမှာပုံစံမှာ home ရှိမယ် start ရှိမယ်ကျွန်တော်တို့ဒီအောက်ဆုံးအားရှိမယ် ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကဂျပန်နဲ့ဖြစ်နေပါတယ်ဗျာနော်ဂျပန်နဲ့ဖြစ်နေတဲ့ဟာဆိုလို့ရှိရင်ကျွန်တော်ကပြောင်းပေးရမှာဖြစ်ပါတယ်ပြောင်းပေးရမှာဆင်ပါတယ် United State ကိုပြောင်းပေးရမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော် United State ကိုပြောင်းပေးလိုက်ပါမယ်ရွေးပြီးတော့ကျွန်တော်တို့အောက်ဆုံးက okay လေးကိုနှိပ်ပေးလိုက်ပါအဲ United State ကိုပြောင်းပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ start ကိုနှိပ်လိုက်မယ် start ကိုနှိပ်လိုက်မယ်နေပြီးလားဆိုလို့ရှိရင်တော့ကျွန်တော်တို့ခဏလေးဆောင်းပေးလိုက်ပါ ဆောင်ပေးလိုက်ပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးကြော်ညာလေးတက်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က VPN လေးရရတော့မှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ line လေးတွေပြေးနေပါတယ်ဒီမှာ line လေးတွေပြေးနေပါတယ်ဒီနေရာမှာ line လေးတွေပြီးနေပါတယ်ဒီ line လေးတွေပြီးနေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ VPN ကချိန်တော့မှာရဖြစ်ပါတယ်ဗျအဲ့ဒါပြီးလို့ချင်းကျွန်တော်တို့က home နဲ့တစ်ချက်ထွက်လိုက်မယ်ထွက်ပြီးသွားပြီဆိုလို့ရှိရင်တော့ခုနကကျွန်တော်တို့တွားလဲ APK viewer ကိုအရင်ဆုံးဝင်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ကအရင်ဆုံးဝင်လိုက်ပါမယ်ဗျ အဲဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီအပေါ်ဆုံးမှာကျွန်တော်တို့ကခုနကတောင်းတဲ့ application ကိုတွားပြီးတော့တောင်းပြရမှာဖြစ်ပါတယ်။ v block ကိုအရင်ဆုံးတောင်းပြရမှာဖြစ်ပါတယ် r e e i l a n d v ရက် i u s h ီဘက်ကိုရိုက်လိုက်ပါအဲရိုက်ပြီးတော့ဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တက်လာပါလိမ့်မယ်ဗျာနော်ဒီမှာဆိုလို့ရှိရင်ဒေါင်းမဲ့ဟာလေးကိုတက်လာပါလိမ့်မယ်ကျွန်တော်ဝိုင်းပြထားပါတယ်ကျွန်တော်ကတော့ဒေါင်းမိပါးရဖြစ်တဲ့တော့ကိုကျွန်တော်ဒီဒေါင်းမပြတော့ပါဘူးဒီမှာကျွန်တော်ဒေါင်းထားတဲ့အတိုင်းပဲဒီကောင်လေးကိုကျွန်တော်တို့ဒေါင်းပေးလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပူပြန်လေးကိုကျွန်တော်တို့ဒေါင်းထားတာဒီကျွန်တော်တို့ရဲ့ဒီ red view back ကိုကျွန်တော်တို့တောင်းတာတာအောင်မြင်သွားပြီပဲဖြစ်ပါတယ်။ကျွန်တော်ဒီနေ့မှကျွန်တော် open လေးကို ကျွန်တော် VPN ကိုမဖြုတ်ဘူးเนาะကျွန်တော် down meter ဖြစ်တော့ကိုကျွန်တော် VPN နဲ့ပဲကျွန်တော်တစ်ချက်ဝင်ပြပေးသွားမယ်ကျွန်တော်ဒီဘက် open နှိပ်လိုက်မယ် open နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒါမျိုး error တက်လာနိုင်မယ်ဒါမျိုး error တက်လာပြီဆိုလို့ရှိရင်ဘာမှစိတ်မပူပါနဲ့ဘာလို့လဲဆိုတော့မိတ်ဆွေလို့အနေနဲ့ VPN ကိုမဖြုတ်ဖဲနဲ့ဝင်တဲ့အတွက်ကိုကျွန်တော် application ကို down meter ပြီဆိုလို့ရှိရင်တော့ VPN ကိုဖြုတ်ဖို့လိုအပ်ပါမယ်ဗျာနော် VPN မဖြုတ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့မျိုး error တွေတက်မှာနေကြပါတယ်အဲ့ကြောင့်မလို့မိတ်ဆွေလို့အနေနဲ့ VPN ကိုဖြုတ်ပေးသွားပါ ကျွန်တော်ဒီမှာတိုက်ဒီဟာလေးကိုကျွန်တော်တို့တိုင်ရှင်းလုပ်လိုက်ပါမယ်ဒီကောင်လေးကိုအကုန်လုံးတိုင်ရှင်းလုပ်တယ်ပါဒီဘူရန်ဆိုလို့ရှိရင်ဒီဘူရန်ကိုကျွန်တော်တို့ပိတ်လိုက်ပါမယ်ပိတ်လိုက်ပြီဆိုတော့အဲအကုန်လုံးတိုင်ရှင်းလုပ်လိုက်ပါမယ်ဗျအလုပ်ပြီးသားပြီဆိုလို့ရှိရင်တော့ခုနနာကျွန်တော်တို့ဝင်ရမယ် application down တာတဲ့ဟာတဲ့ကိုအရင်ဆုံးဝင်လိုက်ပါမယ်ဗျဒီဘူရန်လေးပါဒီကောင်လေးကို down ထားပြီးသားပြီဆိုလို့ရှိရင်နမိတ်ဆိုလို့ကျွန်တော်ရှင်းဆုံးမှာပြထားတဲ့နီလန်အတိုင်း down ထားပြီးသားပြီဆိုလို့ရှိရင်ဒီကောင်လေးကိုအရင်ဆုံးဝင်ပေးလိုက်ပါ ဝီဘရိုက်တာကိုအရင်ဆုံးဝင်လိုက်ပါဗျ။ဝင်လိုက်ပါခဏလေးဆောင်ပေးလိုက်ပါ။တဲ့လားခုနကတော့ဆိုလို့ရှိရင်ဘူဗီယန်ခံပြီးတော့ဝင်လာဝင်လိုက်တဲ့တော့ကိုကျော်ဘူဗီယန်ပုံစံမျိုးပေါ်လာတယ်။ခုကဘူဗီယန်ကိုဖြုတ်ပြီးတော့ဝင်လိုက်တဲ့တော့ကိုဒါမျိုးပေါ်လာတယ်။ဒါမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာဒီကြော်ညာလေးတွေကြည်ပေးရမယ်ပေါ့ဗျာ။ဒီမှာကြော်ညာလေးတွေကြည်ပေးရမယ်ကျွန်တော်တို့အဲနောက်ကြလို့ရှိရင်ဒီကောင်လေးကပြေသွားပြီဆိုလို့ရှိရင်တော့ point နေရမယ်ပေါ့ဗျာ။ နေစိုးကြောင်ညာလေးတွေကြီးပေးပေါ့ကျွန်တော်ကတော့ line တွေတိတ်မကောင်းဗျ line မကောင်းတဲ့တော့ကိုနည်းနည်းလေးဝိုင်းလေတာမျိုးပါဖြစ်တတ်တယ်ဗျဒီမှာဆိုလို့ရှိရင်တစ်ချက်ဒီမှာတွားနေတယ်လဲနေတယ်ကြောအဝိုင်းလေးလဲအောင်တစ်ချက်ဆောင်မယ်ဗီဒီယိုလေးတွေကြည့်မယ်ဒီမှာဆိုလို့ရှိရင်တော့ point လေးတွေတက်မယ်ဒီကောင်လေးဝိုင်းလေးပြေသွားဗျာနော်ဝိုင်းလေးပြေလို့ရှိရင်ဒီမှာကျွန်တော် point လေးတက်မယ်အဖိုးပိုက်75ကျွန်တော်ရှိမှာဒေါ်လာတွေရရှိနေပါပြီဗျာနော်။ဒါကြောင့်ပြောလို့ဆိုလို့ရှိရင်ဒီအရင်ပုံမှန်လေးပဲကြည့်မယ်ကြည့်ပြီးသွားပြီဆိုလို့ရှိရင်တော့အောက်ဆုံးက AMZ ကိုအရင်ဆုံးဝင်ပေးလိုက်မယ်။ ဝင်းမီတာရီဆိုလို့ရှိရင်ဘယ်လိုမျိုးမရှင်တွေစားမယ်ဆိုတာကိုဒီနေရာမှာလည်းအစာစုံလေးမျှလဲအမျှဝေပေးသွားမယ်အပေါ်ကိုကြည့်လိုက်မယ်ကြည်တိုက်ဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့ကဒါဆိုလို့ရှိရင် light တွေလောရမယ်ဒီအောင်မှာ stand နေချင်မယ်ဒီအောင်ဆိုလို့ရှိရင်တော့ video 3ချိန်ကြည့်ပေးရမယ်ကြော်ညာ3ချိန်ကြည့်ပေးရမယ်ပေါ့ဗျာကြည့်ပေးရမယ်အောင်မှာဆိုလို့ရှိရင်တော့ flight invite လောရမယ် invite လောလို့ရှိရင်ဒီ invite ကကျွန်တော်တို့ကဘယ်လောက်တောင်ရမှာလဲဆိုလို့ရှိရင် white 1000တောင်ရမှာကြာ ်ဟော point 1000တောင်ရတယ်ဗျာနော် point 1000တောင်ရတယ်ဆိုလို့ရှိရင်ဒီကောင်ကျွန်တော် invite တစ်ချက်လုပ်ပြမယ်ဗျာနော်မိတ်ဆွေလိုအနေနဲ့အဲ့ကောင်ကို invite ပေးရမှာတကယ်ချင်းအပေါင်းအသင်းတွေလည်းမရှိ invite ကဘယ်လိုမျိုးလောရမယ်ဆိုတာဘာမှမသိကြဘူးဒီကောင်လေးကဘာမှလုပ်စရာမလိုပါဘူးဗျာသူတို့ကရေးထားတော့ invite friend ကိုလုပ်ပေးရမယ်ခေါ်ရမယ်ဆိုတာကိုရေးပေးထားတာဗျာနော်ဒီကတော့ဘာမှမခက်ပါဘူးဗျာမခက်ပေမဲ့ကျွန်တော်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးလိုက်ဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့ရဲ့ invite နောက်ရှိပါတယ်ဗျအဲ့ကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ် နောက်တစ်ခါကြီးဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့ copy link လေးယူလိုက်ရုံပဲဗျာနော် copy link လေးယူလိုက်မယ်ယူလိုက်လို့ရှိရင်ဒီမှာကျွန်တော်ကမှရသွားပါပြီဗျာနော်ဒီမှာ anecdote ကိုကျွန်တော် coin တွေဝင်သွားပြီဝင်သွားပြီ byte လေးတစ်ချက်ထွက်ကြည့်လိုက်ဒီမှာဆိုလို့ရှိရင်ပြေးသွားနေမှာမှာအောက်ရောက်သွားပြီဗျာနော် invite friend လောက်တာအောင်မြင်သွားပြီဗျာဒီနေရာမှာဆိုလို့ရှိရင်ဒီမှာ share ရမယ် live ပေးရမယ် live ပေးရမယ်အနှစ်ခုရှိသွားပြီဗျာနော်ဒီမှာဆိုလို့ရှိရင်ကျွန်တော် share လိုက်မယ်ဒီကောင်လေးကိုဒီ share လေးရလို့နှိပ်လိုက်မယ်ဒီမှာကျွန်တော်ခုနအတဲပေးရမယ်ဟာကိုအတဲလေးပေးလိုက်မယ်လက်မလေးပေးလိုက်မယ်ဒီဟာလေးကိုနှိပ်လိုက်မယ်ဒီအောက်က ငါးတုံးလုံးဟောင်းနှိပ်လိုက်မယ်နှုတ်ပြီးသားဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့ copy လေးတစ်ချက်ကူးလိုက်မယ်ကူးလိုက်ဆိုလို့ရှိရင် share ရပါကျွန်တော်တို့အောင်မြင်သွားပြီဖြစ်ပါတယ်ဒီနေရာမှာတက်သွားပြီဒီနေရာမှာတခုပြောချင်တာကဒီဗီဒီယိုလေးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့အရင်ဆုံးမိတ်ဆွေလိုကိုအရင်ဆုံးကြည့်ပြပေးသွားမယ်ဒီဗီဒီယိုကိုဒီအပေါ်ကဒီတုံးကူကိုပြည့်သွားပြီဆိုတာနဲ့ဒီနေရာမှာပုံလေးရလာတယ်မြေဗျာနော်အရင်ဆုံးကျွန်တော်ဒီဗီဒီယိုကိုကြည့်ကြည့်ပြပေးသွားမယ်အချိန်လေးတော့နည်းနည်းစောင့်အောင်မြေဗျာနော်ဒီဗီဒီယိုကိုကြည့်လိုက်မယ် သူကသူနှိတ်ခမ်းနေရတယ်ကိုအရင်ဆုံးနှိတ်ခမ်းနေပြတကယ်လို့မှမဲဆွေလိုအနေနဲ့မနှိတ်ရှိဘူးဆိုလို့ရှိရင်လည်းမနှိတ်ပါနဲ့ဗျာနော်အပေါ်မှာ crossing လာမဲရလေးရှိပါတယ်ဗျာကျွန်တော်ကတော့ကျွန်တော်နှိတ်ချင်တဲ့ဟာတွေကိုရှောက်ပြီးနှိတ်လိုက်မယ်ရှောက်ပြီးနှိတ်လိုက်မယ်သူပြထားတဲ့အတိုင်းပဲလှိမ့်လိုက်မယ်ဒါလေးကိုနှိတ်လိုက်မယ်နှိတ်လိုက်ဆိုလို့ရှိရင်တော့သူ့အနေနဲ့သူဖြစ်လိမ့်မယ်ဗျာနော်ခဏလေးဆောင်ပြီးလိုက်ပါชอบบินเนี่ยแล้วบ้ามาถือดูลงเสียอ่ะไม่รู้ดีมาဆိုလို့ရှင်အပေါ်မှာ crossing link ပြလာတယ်ဗျာဒီနားလေးမှာဒီအတန်းလေးမှာ crossing link ပြတယ်ဗျာเนาะခဏလေးစောင့်ပြီးလိုက်ပါ ခဏလေးဆောင်ပေးလိုက်ပါဗျာနော်။ကြော်ညာလေးပြီးအောင်တစ်ချက်ဆောင်ပေးဒီမှာဆိုလို့ရှင်ခရော်ဇင်လေးကြာလာပြီ။ဒီခရော်ဇင်လေးကိုနှိပ်ပေးလိုက်ဗျာနော်။နှိပ်ပြီးတော့ဆိုလို့ရှင်ဒီမှာစက္ကန့်လေးဆောင်ခိုင်းနေဗျာနော်။ဒီစက္ကန့်လေးကိုလည်းထပ်ပြီးဆောင်ပေးလိုက်ဗျာနော်။စိတ်ရွှေစွာနဲ့တော့လှုပ်ဆောင်ပေးရမယ်ဗျာနော်။ကျော်တို့ကဒေါ်လာလိုချင်တာကိုဒေါ်လာလိုချင်လို့ကျရင်စိတ်ရွှေစွာနဲ့စောင့်ပေးရမယ်။ဒါပြီးလို့ရှင်ဒီခရော်စင်းလို့ဆက်နေလိုက်။ဒီလိုပဲတက်လာတယ်ဗျာ။တချို့ဆိုလို့ရှင်နှစ်ချိန်ပေးတယ်တချို့ဆိုရင်တုံးချိန်ပေးတယ်။တစ်ခါလေးကြောက်လို့ရှင်တစ်ချိန်တည်းနဲ့လည်းရရင်ရတော့တယ်ဗျာနော်။အဲအကြောင်းလို့ဒီမှာခရော်စင်းလေးကိုထပ်နေလိုက်မယ်။ ထားနေလိုက်ပြီဆိုလို့ရှိရင်ဒီမှာတွေ့လာကျွန်တော်ခုနပြတဲ့ဒီ claim ပုံစံလေးကိုတွေ့မယ်ဒီ claim ပုံစံလေးကိုဆက်ပြီးနှိပ်လိုက်ပါဗျာနော်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ53ပွင့်ရမယ်ဒါဆိုလို့ရှိရင်ဒီလိုမျိုး53ပွင့်ရမယ်ဒီမှာနောက်ထပ်ထပ်ပြီးတော့တက်လာတယ်ဗျာတွေ့လားဒီမှာဆိုလို့ရှိရင်ဒီမှာဗီဒီယိုကြည့်ရမယ်ဗီဒီယိုကတော့ကျွန်တော်တို့60စက္ကန့်ကြည့်ရမယ်ဒီမှာဆိုလို့ရှိရင်ဗီဒီယိုတစ်ခါတက်ကြည့်ရမယ်ဒီကောင်းကတော့ကျွန်တော်တို့အဲကြည့်ပြီးသားခုနကပုံစံမျိုးပဲဗီဒီယိုလေးကို share ပေးရမယ်ပေါ့ဗျာနော် share ပေးလိုက်ရှင်အားဖြင့်ကျွန်တော်တို့ဒီမှာဒီကြည့်တဲ့ဟာရလာမယ် ကျွန်တော်ခဏလောက်လိုက်မယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့မဲဆိုလို့အနေနဲ့အကောက်တက်ဖွင့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်လိုမျိုးဒီ log out ဒီနေရာမှာကျွန်တော် gmail နဲ့ share တာမျိုးရှိတယ်ဗျာနော်ဒီ user လေးတော့တစ်ချက်ဝင်ပြီးလို့ရှိရင်ကျွန်တော်ကတော့ gmail နဲ့ချိန်ထားပြီးသားဖြစ်တဲ့တော့ကိုကျွန်တော်ချိန်မပြတော့ဘူးဒီမှာကျွန်တော်တို့က log out ထွက်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဒီအကောက်ဝင်ရမယ့်ဟာပါတယ်ဗျာတချို့ကြတော့ log out ထွက်လို့မရဘူးဘာလို့လဲဆိုတော့ gmail နဲ့မ share ရတဲ့တော့ကို log out ထွက်လို့မရဘူးဒီနေရာမှာမဲဆိုလို့အနေနဲ့ အဲ့အဂျီမေးနဲ့မိတ်ဆွေလို့တခါမှမချိန်ဘူးလေဂျီမေးအစ်စ်နဲ့ချိန်ပြီးသွားပါချိန်ပြီးတိုက်ပြီဆိုလို့ရှိရင်တော့တို့တို့ဒီနေရာမှာ withdraw နေရာမှာဒီနေရာမှာကျွန်တော်တို့လိုမျိုးကျွန်တော်ကတော့ဒေါ်လာ20အရင်ထုတ်ပြီးသွားပြီလို့တော့ဒေါ်လာ20နဲ့ပြလိမ့်မယ်အမိတ်ဆွေလို့နေရာဆက်ဆောက်ဆုံးဖွင့်တဲ့အချိန်ဆိုလို့ရှိရင်10ဒေါ်လာနဲ့တို့တို့ပြရပြ10ဒေါ်လာပြရင်ထုတ်လို့ရတယ်ဆိုတော့အကြောင်းဒီနေရာမှာပြလိမ့်မယ်ကျွန်တော်ကတော့ဒေါ်လာ20နဲ့ပဲထုတ်လို့ရမယ်ကျွန်တော်ကဒီမှာ PayPal နဲ့ရှင်းပေးထားတယ်ကျွန်တော်ကတော့ PayPal အကောင့်ရှိတဲ့အတွက်ကို PayPal နဲ့ရှင်းပေးထားတယ်ဒါပြီးလို့ရှိရင်ကျွန်တော်ကထုတ်လို့ရပါပြီဗျာနော် ဒါဆိုလို့ချင်းဒီအောက်ကဝစ်ဒရောဆိုအောင်နှိပ်လိုက်တာ ਨੇ ကျွန်တော်ကအဲပေးပင်နဲ့ထုတ်လို့ရပြီဖြစ်ပါတယ်ဗျ။ဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာဒေါ်လာ20မပြည့်သေးတဲ့တော့ကိုကျွန်တော်ထုတ်လို့မရသေးပါဘူးဗျ။အဲအကြောင်းမို့ဗျာနော်။အဲဒီဗီဒီယိုမှာတော့ကျွန်တော်တို့ကဝင်ဝေတွေဘယ်လိုမျိုးရှာရမလဲ။အွန်လိုင်းကနေပြီးတော့မှဝင်ဝေတွေရှာခြင်းနဲ့ဆိုလို့ချင်းတော့ကျွန်တော်ဒီ application တွေကိုကျွန်တော်အကြံပြုချင်ပါတယ်။ဂျင်းလဲဂျင်းမဟုတ်ပါဘူးဗျ။တကယ်အမှန်အကန်မလို့ကျွန်တော်လည်းကိုယ်တိုင်ထုတ်နေတာဖြစ်တဲ့အတော့ကိုကျွန်တော် ဒီဗီဒီယိုကိုပြန်လည်ပြီး share လုပ်ပေးတာမျိုးဖြစ်ပါတယ်ဗျဒီဗီဒီယိုကိုကျွန်တော်တို့အစအဆုံးကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာဒေါ်လာတွေ verification ရရဲဆိုတာကိုနောက်ထပ်ဗီဒီယိုမှာပြန်လည်ပြီး share လုပ်ပေးတော့အောင်မယ်ဗျဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်